ဟယ်လိုအားလုံးမင်္ဂလာပါအဲကျွန်တော်ဒီနေ့မှာ JavaScript ရဲ့ဒီ async programming ကိုအသုံးပြုတဲ့အခါမှာဟိုမှန်မှန်ကန်ကန်ဘယ်လိုအသုံးပြုမလဲပေါ့နော်ဟိုသုံးတဲ့အခါအအဓိက ကိုသုံးတဲ့ပုံစံကိုအဓိကကိုတာကိုလိုချင်တာဒီလိုပုံစံဖြစ်ပြီးတကယ်လည်းအနောက်ကွယ်မှာကိုမသိရကိုကကိုလိုရဲ့လောလောဘုံမသိတဲ့အခါမှာဖြစ်သွားတဲ့ဟိုပုံစံလေးကိုနည်းနည်းလေးပြောပြသွားမယ်အဒါတော့အဓိက beginner တွေအမှားများတာပေါ့နော် အလုံးမဲ့တိကျအတိုင်း JavaScript က single thread programming language ဖြစ်တယ်အဲ့တော့ single thread programming language ဖြစ်တယ်ဗောနော်ပြီးတော့သူ့မှာသူကသူ့မှာ asm ဆိုတဲ့ programming feature ပါတယ်ဗောနော်အဲ့တော့အဲ့ဒါကြောင့်မေသူက resource ကို efficiently သုံးနိုင်တယ် resource efficient ဖြစ်တာတော့မြန်တယ်ဗောဗျာအဲ့လိုသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဟို asm programming က non blocking io ဖြစ်တယ်ဒါပေမဲ့အသုံးပြုပုံမှန်နေတဲ့အခါမှာ asm programming ကိုသုံးတော့ညာလဲ blocking io ပဲဖြစ်သွားမှာပဲဗောနော်โอเคဒါလေးကိုကျွန်တော်ဒီမှာ ဥပမာဒီကုတ်လေးနဲ့ပြသွားမယ်ပေါ့နော်အဲ့တော့အဲကျွန်တော်မှာကဟိုဒီကောင်ကဘာလဲဆိုတော့โอเคကျွန်တော်ဆောနာအတန်သွင်းတာဒါပေမဲ့ပြဿနာက CGO ကဘာဖြစ်တော့လဲမသိဘူးအဲ့တော့ပြန်သွင်းရတာပေါ့နော်အဲ့တော့အဲကျွန်တော်ဒီမှာက API call တွေကိုတော့ခေါ်ထားတယ်ပေါ့အဲ့တော့အဲ async programming ကိုတော့မျိုးခေါ်ထားတာပဲပေါ့နော်ပုံမှန် async နဲ့ခေါ်ထားတယ်အဲအောက်မှာလည်း async နဲ့ပဲခေါ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအောက်ကကုတ်ကတော့အသုံးပြုပုံမှားရတဲ့ကုတ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ async programming ကိုဒီအောက်မှာသုံးတော့ညာလဲသူက sequential execution sequential call တွေဖြစ်နေမှာပဲ sequential ဆိုတာကတော့ blocking ဖြစ်နေတာပါဟိုဘယ်လိုမျိုးလဲဆိုတော့သူကဟိုတကောပြီးမှတကောကိုတော့ခေါ်ရပုံစံပေါ့နော်အဲ့တော့ဒီအပေါ်မှာကတော့ဒီ parallel မှာကတော့ကျွန်တော်တို့ကဒီ API call တွေကို concurrently ပေါ့နော်တစ်ပြိုင်တည်းတွားခေါ်ထားတဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်အရင်ဆုံးကြည့်လိုက်အောင်အဲ့တော့ကျွန်တော်က browser ကိုဖွင့်လိုက်မယ် browser ကိုဖွင့်လိုက်မယ်ပြီးရင် okay ဟုတ်ပြီပေါ့နော်ကျွန်တော်တို့ဒီဘက်မှာ controller ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ့မှာပေါ့နော် parallel execution ပေါ့နော်ဒီ parallel execution တော့ကကျွန်တော်ဒီ promise တုံးပြီးခေါ်ထားတဲ့ကုတ်က192 millisecond ပဲကြာပြီးတော့ sequencer မှာ293ကြာနေပါတယ်အဲ့တော့ဒီမှာပါကျွန်တော်တို့ဒီ parallel execution မှာဒါ190ကျော်ပဲကြာမယ်။အော်ဒီမှာက 200ကျော်ကြာပြီဗောနော်ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့200နောက်ဒီ function တစ်ခုလုံးကိုဒီ async programming ပဲတုံးတယ်ဒါပေမဲ့ကျွန်တော်စောင်းနာကပြောခဲ့တယ်လို့ပဲကိုကအသုံးပြုပုံဒီမှားယူတဲ့အခါဗောနော်အသုံးပြုပုံကတော့ဒါကိုကဒီဘယ်လိုမျိုးတပြိုင်တည်းခေါ်ချင်တဲ့ပုံစံလုပ်ချင်တဲ့အခါအလုပ်ချင်တယ်ဒါပေမဲ့ကိုကအသုံးသုံးပြုပုံမတက်တဲ့အခါဗောကိုရဲ့ကုတ်က block ပြန်ဖြစ်သွားတယ်ဗောနော်အဲ့တော့ဒါကြောင့်မယ်ဒါကြောင့်မယ်အခုလိုဖြစ်တာပါဒီကျွန်တော်တို့ကဒီ home currently တုံးချင်တယ်ဆိုလို့ရှင်တော့ဒီ parallel ပေါ့နော် parallel ပေါ့နော်ဒီ core တွေအကုန်လုံးကို parallel ခေါ်ကျင်လဲဆိုလို့ရှင်တော့ promise ဒီဒီမှာ promise ကိုတုံးထားတယ်တခြား high လည်းတုံးရတယ်ပေါ့နော် promise on နဲ့ကျွန်တော်ခေါ်ထားပါတယ်အဲ့တော့အဲ့တော့ဒါကြောင့်မယ်ပေါ့နော်ဒီဒီ method နှစ်ခုရဲ့ကျွန်တော်တို့ async ကိုတုံးလို့ညာလဲအချိန်ကြီးကကွာသွားတာပေါ့နော်အဲအဲ့ဒီမှာတစ်ခုသတိထားစရာရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဟုတ်ပြီအဲ့ဒါဘာလဲဆိုတော့ဒီ promise မှာပေါ့နော်ဒီကျွန်တော်တို့က ဟို call တွေကို concurrent call ချင်တယ်ဒါ call call ချင်တယ်ဗောနော် concurrent call ချက်ကမှာသတိပြုရရှိသတိပြုစရာတခုလို့ရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီဒီ call တုံးခုမှာကွာ maybe နှစ်ခု fade ခြင်း fade မယ်တခု fade ခြင်း fade တာ ਨੇ ကျွန်တော်တို့ရဲ့ဒီ call တွေအကုန်လုံးက fade သွားမှာဖြစ်တယ်ဗောနော်အဲကျွန်တော်ဒီမှာ token မှာ m လေးကိုကျွန်တော်ဖြုတ်လိုက်မယ်အဲကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကဲအပေါ်ကဒီရဲ့ follow the institution ကလုံးလုံးဝအလုံးလုံးတော့မဟုတ်ဘူးနော် fail တော့တကောရဲ fail တာဒါပေမဲ့သုံးခုလုံးက fail သွားတယ်ပေါ့ဒါက promise.all သုံးမယ်ဆိုလို့ရှိရင်တတိထားမယ်အချက်ပေါ့နော်အဲဒါပဲအဲ့တော့ကျွန်တော်တို့နောက် video လေးမှာပဲထပ်တွေ့ကြတော့ပေါ့